ဒီစစ်ကောင်စီကသူယူကောက်ပွဲလုပ်ဖို့အတဲတံပြင်ဆင်နေရတွေ့နေရတယ်။ပြင်ဆင်လာပြီးတဲ့နောက်မှာလေကျွန်တော်တို့ဒီမြန်ဖြတ် data မပါဘူးကျွန်တော်တို့ data data တွေနေရာတော်တော်များများမှာနေ့စနေရက်ဆက်တွေ့နေတဲ့ဒီကြီးမားတဲ့လူခွေးတွေသူချိုးဖောက်နေရကျွန်တော်တို့တွေ့မြင်ရတယ်။နေရင်ကလည်းပုံချေးနေရတယ်ဒီဒီထဲမှာကလေးသူကြီးအပေါ်ဝင်မျိုးသမီးတွေတက်ကြီးရွယ်ကိုများစွာကျွန်တော်တက်ရှုံရှုံနေရကျွန်တော်တွေ့နေရတယ်ပြီးတော့မြေပြင်ကနေလေသူ့အနေနဲ့ဘောတီသူဆက် စင်တာလည်းကျွန်တော်မြစ်တဲ့နေရအခြေအနေရှိနေပါတယ်ဆိုတော့ဒီလိုအခြေအနေတွေကလည်းကျွန်တော်ဒီဒေါ်လာငွေအားစုတွေပေါင်းပြီးဒီစစ်ကော်မရှင်မာဒီမပုံတိပြောရွေးကောက်ပွဲဝင်ကြိုက်ဖို့လုပ်နေတဲ့နိုင်ငံရေးပါတီတွေသူကတူတူအတွက်လေးပေါ့နော်ဒီဒီမင်းဆွေစီယုံကြီးကအစပြီးတော့ဂျန်တဲ့ကန္တာပေါင်းစုံမှာသူတို့စီမှာခက်ခဲစင်ကုန်မှုတွေများရှိနေနိုင်ပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဘယ်လိုမျိုးကြော်လွားတင်လဲသူတို့ဒီပါတီတွေအနေနဲ့လေးပေါ့နော်အဲ့ဒီအခြေအနေတွေကိုသူတို့အနေနဲ့ ဘယ်လိုမျိုးပုံစံတို့ပြောဖို့လိုအပ်လဲပေါ့ဒီ step ပေါ့မှာအာရေဖို့ရညင်းလေးကျော်ဆွေးနွေးပြပါဦးဟုတ်ကဲ့နောက်ထပ်ဒီချက်အတွက်အဲကျေးဇူးတင်တယ်ဟုတ်ဒီလက်ရှိအဲဒေါ်လာရင်းကာလပေါ့နော်ကာလအသည်ကျွန်တော်တို့9နှစ်ဖြစ်ပြီပေါ့နော်အဲ့ဒီဒီအဲ့ဒီကာလတွေအတွင်းမှာပဲကျွန်တော်တို့နေ့စဉ်ရက်ဆက်ဆိုသလိုအဲစေအုပ်စုရဲ့ဒီလူခွင့်ရချုပ်ဖောက်မှုတွေအဲကတော့အခုထိကိုမပြတ်သေးပါဘူးပေါ့နော်နေ့စဉ်ရက်ဆက်ပါပဲအဲဒီကျွန်တော်တို့ဟို ရေကောက်ပွဲမီလာလေးလေးသူတို့ဆုံချုံထားတဲ့နေမြေတွေကိုပြန်ပြီးတော့ထိုးစစ်ဆင်လေးလေးပေါ့နော်အဲ့ဒီလိုထိုးစစ်ဆင်နေတဲ့ကာလနေမြေတစ်ချောက်လုံးမှာလည်းလူခွင့်ရေချိုးဖောက်မှုတွေဒီ air strike လို့ပုံစံမျိုးတွေအဲနောက်ပြီးတော့ကျွန်တော်တို့ဒီမတိုင်းမှုပုံစံမျိုးတွေကိုသူတို့စက်တိုက်ကျူးလွန်နေတာတွေကျွန်တော်တို့လက်ရှိမြေပြင်မှာလည်းတည်လင်းရှိရဲအဲ့တော့ကျွန်တော်တို့သူ့ရဲ့ဒီစေအုပ်စုရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်အဲသူဒီ ကျွန်တော်တို့ဘလူးကောင်းကိုချုပ်ပြယုံနေမဟုတ်ဘူးကျွန်တော်တို့တွားပါဖျက်ပြနေတဲ့အခြေအနေတည့်ရဖြစ်တယ်အဲဒါဘာကြောင့်လဲဆိုတော့အဲသူတို့ဆုံးချုံထားတဲ့နေမြီတွေအတွက်သူတို့ရအောင်ပြန်ယူမယ်အဲ1020 plus 1 plus 2မှာဆုံးချုံထားတဲ့စစ်ရေးအရာသူတို့ရဲ့နိုင်ငံရေးကောင်းထောင်လာမှုကိုလေသူတို့ရေကောက်ပွဲနဲ့ပြန်ပြီးတော့အသက်သွင်းစေလိုတယ်လို့တော့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့လက်ရှိရေကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝင်ပြိုင်ကြမဲ့ဒီ နိုင်ငံရေးပါတီတွေအတွက်ကိုကျွန်တော်တို့ဘယ်လိုပြောချင်လဲဆိုတော့ဟိုခုနကနေတော့ကျွန်တော်တို့ဆရာ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 မတွေဆွေးနွေးတယ်အဲကျွန်တော်တို့လည်းဆွေးနွေးခဲ့တယ်လို့ပါပဲအဲတော့သူတို့ကရောဒီဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရောလူထုတကယ်ရောကုစားပြုတ်ရဲ့လားဆိုတာကိုကျွန်တော်တို့မေးရမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိနေဦးတော်လိုင်းကြီးအင်အားစုတွေအခြေအနေကလည်းအဲဒီတချို့နေမြေတွေမှာဆိုရင်အဲဒီစစ်ကောင်စီ ီကောက်ပွဲလုံမယ်ဆိုပြီးတော့ကြီးညာထားတဲ့နေမြေတွေမှာဆိုရင်အခုလက်ရှိတိုက်ပွဲပြင်းစင်နေတဲ့အခြေအနေနေထားတွေရှိတယ်အဲတိုက်ပွဲနေမြေတွေဖြစ်နေသေးပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေမှာအဲကျွန်တော်တို့ဒီဖက်တော်လန်ရေးအင်အားစုတွေအနေနဲ့လည်းကျွန်တော်တို့စုစုစည်းညီညွတ်တဲ့အရင်ကတည်းကလူမျိုးထက်ပိုတယ်ပေါ့နော်စုစည်းညီညွတ်မှုတွေနဲ့ကျွန်တော်တို့ပို့ပြီးတော့တုတ်ပြန်ဖို့လုပ်တယ်ကျွန်တော်တို့တိဆောက်ဖို့လုပ်တယ်အဲနောက်ပြီးတော့အခုတော်လန်ရေးတိုက်ပွဲတွေကျွန်တော်တို့ကတူးချင်းတိုက်ပွဲမဟုတ်ဘူး ျွန်တော်တပူချင်းတိုက်ရမယ့်တိုက်ပွဲမဟုတ်ဘူးအားလုံးစုစုစည်းညီညွတ်နဲ့တိုက်ရမယ့်တိုက်ပွဲလို့လည်းကျွန်တော်မြင်တယ်ပေါ့ဒီအနှစ်ချုပ်ကိုကျွန်တော်ပြောရရင်ဒီရန်သူစေအုပ်စုကပြင်ဆင်လာတဲ့ရေကောက်ပွဲမှာလည်းကျွန်တော်တို့တက်မှတ်ထားတဲ့နေမြေဒီမှာဆိုရင်တချို့နေမြေဒီမှာကျွန်တော်တို့တိုက်ပွဲအများပြားဖြစ်နေတဲ့နေမြေဒီတော်တော်များရှိတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီရန်သူကတော့ရန်သူပီတာစွာပဲဒီနိုင်ငံရေးခေါင်းထောင်လာမှုကိုသူတို့ဦးစားပေးရမှာပဲအဲအဲ့ဒီဖက်မှာလည်းကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့ဒီစုစုစည်းညီညွတ်နဲ့လှုပ်ပို့ပြီးတော့လုံနိုင်ဖို့လို့ ျွန်တော်တို့တော့ပို့ပြီးမျှော်လင့်တယ်ပို့ပြီးလဲစူးစမ်းကြမယ်လို့လည်းကျွန်တော်တို့ကဟိုမြင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ရန်သူကအဲစိန်ခေါ်လိုက်တဲ့တိုက်ပွဲခေါက်တံအမျိုးမျိုးမှာဒီရစ်ကော့ပွဲပြစ်ရှင်လာတာလဲရန်သူရဲ့တိုက်ပွဲခေါက်တံပဲလို့ကျွန်တော်တို့သတ်မှတ်တယ်အဲတက်လဲသတ်မှတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အချုပ်ကတော့ကျွန်တော်တို့ပြောသလိုပဲကျွန်တော်တို့အရင်လိုတူချင်းတပူချင်းတက်ရမှာပုံပင်တဲ့အရင်ကတည်းစူးစူးစီးညင်ညွန်းနဲ့တက်ရမယ်တိုက်ပွဲအခြေအနေလို့တော့ကျွန်တော်မြင်တယ်ဟုတ်ကျေးဇူးပါ